တိယစခန်းဝေတံကာတော်အရှင်မြတ်တို့နှင့်ယောဂီအပေါင်းတော်ကောင်းတို့တရားစတင်ရှုမှတ်ကြဖို့ရန်အတွက်ဣရိယာပုတ်တို့ကိုပြင်ကြရအောင်စိတ်မငြိမ်သေးဘူးဆိုလို့ရှိရင် စိတ်ငြိမ်အောင်ဝင်လီနဲ့ထွက်လီကိုရှုမှတ်သို့မဟုတ်မိမိခန္ဓာဘက်ကိုညာလှည့်ပြီးတော့အထင်ရှားဆုံးဖြစ်တဲ့ဖောက်ပြန် ြည့်စည်တဲ့သဘောကိုရှုမှာတရားရှုမှာတဲ့အခါမှာနံပါတ်1အရေးအကြီးဆုံးကတော့ဝရိယထားပြီးတော့တတိနဲ့ရှုမှတ်နေရတယ်ဝရိယထားပြီးတော့ တတိနဲ့ရှုမှတ်နေရတယ်။အားကြောင့်ဝရိယထားပြီးတော့တရားရှုမှတ်ရတယ်လေဆိုလို့ရှိရင်အကုဒလနံဓမ္မနံဗဟာနာယကုဒလနံဓမ္မနံဥပါတံပရာယယောဂီတို့မှာ ဘဝအဆက်ဆက်တန်တရာအဆက်ဆက်ကပြုလုပ်ခဲ့တဲ့အာကုတ္တကံနေတဲ့ရှိတယ်ဒီအာကုတ္တကံဒီကတာလည်းယင်ဖြစ်ပြီးတော့ပြည့်ပင်ပြညာတော်လဲအာကုတ္တကံရဲ့တတိတွေကသောတာပတိမေညံ တဂရဂါမိမဲ့ညံအနာဂါမိမဲ့ညံအရဟတမဲ့ညံတို့နဲ့အပြီးအတိုင်းမပေတတ်ရသေးသည့်အတွက်ကြောင့်အပေလေးပါတို့ရောက်စေနိုင်တဲ့တတ္တိတွေလည်းရှိတယ်တန်တရားလေးစီနိုင်တဲ့တတ္တိတွေလည်းရှိတယ် ဒီအကုသိုလ်ကံရဲ့တတ္တိကုံခန်းသွားအောင်ဝရိယထားပြီးတော့တရားကိုတဲ့ရှုမှတ်ကြရတယ်တာမဝရိယနေတော့မရဘူးအာတာပိပဟိတတ္တောလို့ဆိုသည့်အတိုင် ပြင်းထန်သော လုံလဝရိယတွေရှိရမယ်ခန္ဓာနဲ့အတ္တကိုမငဲ့မကွက်တဲ့ဝရိယတွေတဲ့ရှိရမယ်နောက်ယောဂီအပေါင်းတို့ကောင်တို့ကုသလနံဓမ္မနံဥပတံပရာယယောဂီတို့သည် ဘဝအဆက်ဆက်တန်တရာအဆက်ဆက်ပါဝိပဿနာဉာဏ်နဲ့ရှင်တဲ့ကုသိုလ်တွေလည်းမရခဲ့ဘူးအထူးအဖြင့်လောကုတ္တရာမဉာဏ်နဲ့ရှင်တဲ့ကုသိုလ်တွေလည်းမရခဲ့ဘူးဒီကုသိုလ်တရားတွေရဖို့ရန်အတွက်လည်း ဝရိယထားပြီးတော့တရားကိုလည်းရှုမှတ်ရတယ်။ဟောကြည်တန်းကြည်လှုပ်လို့တော့မရဘူး။တကယ်ကိုဝရိယထားပြီးတော့တရားရှုမှတ်မှသာလျင်နဲ့ရနိုင်တယ်။ ဒီလိုဝရိယထားပြီးတရားရှုမှတ်တဲ့အခါမှာလေဓမ္မဝါဒံလပရကမောအနိခိတတုတော်တဲ့အာထုတ်ခါစမှာလေစောဤတတိနဲ့ပြည့်စုံတဲ့ဝရိယရှိရမယ် တရားအားထုတ်ရင်တရားအားထုတ်ရင်နဲ့ပြင်းတဲ့စိတ်တွေပေါ်လာတဲ့အခါမှာလေဒီပြင်းတဲ့စိတ်တွေကိုပယ်ဖြောက်ပြင်းတဲ့စိတ်ပေါ်ရင်လေပြင်းစိတ်တိပြင်းစိတ်တိပြင်းစိတ်တိတို့မဟုတ်ပြင်းနေတိပြင်းနေတိလို့ ရှုမှတ်ပြီးတဲ့ဝရိယနဲ့ပေဖြောက်ရတယ်။ဒါကြောင့်အာထုတ်မှုရဲ့အလဲမှလည်းဝရိယရှိရမယ်။အာထုတ်မှုရဲ့အဆုံးမှလည်းဝရိယရှိရမယ်။ဝရိယ ထားပြီးတော့တရားအထုတ်ပါဝရိယပြီးတဲ့အခါကျတော့သူကတတိတဲ့တတိနေပကိဏတမနာကတောတရားအားထုတ်တဲ့ယောဂီရဲ့အသက်ဟာတတိပဲ။ မိမိခန္ဓာကပြတဲ့တရားတွေကိုတတိပညာနဲ့ရှုမှတ်နေရတယ်တတိနဲ့အတူအတိကလေးပါရတယ်တတိနဲ့အတူအတိကလေးပါရတယ်တဲ့တရိတာတတိထားပြီးတော့မှတ်နေရတယ် အနုတ္တရိတာတဲ့အဖမအထထတတိထားပြီးတော့တရားကိုမှတ်နေရတယ်တဲ့တရားအားထုတ်တဲ့အချိန်အတွင်းမှာဖြစ်ပေါ်လာတဲ့စိတ်ဖြစ်ပေါ်လာတဲ့တရားတွေကိုတဲ့ ဝရိယထားပြီးတတိနဲ့မှတ်ဝရိယထားပြီးတတိနဲ့မှတ်ထိုင်နေတဲ့အချိန်မှသာတည်းရင် ဝရိယထားပြီးတတိမှတ်ရမှာမဟုတ်ဘူးတွားရင်နဲ့လေဝရိယထားပြီးတော့တတိနဲ့မှတ်ရနေရတယ် เบกัลนไทยลานติญาบกัลนไทยลานติลานใดลานใดโอริยาธาปิดตตีเนี่ยมายาเตตีบลุยาบุสาเรตเอาเดคามาเลทีไดเม အတိတိပိတိခာယိတိတာယိတိတံပဇာနာကာရီဟောတိတဲ့မြတ်စွာဘုရားကစားတဲ့အခါမှာလည်းပဲစားရင်နဲ့တတိတံပစင်နဲ့ရှိပြရှုနိုင်ရင်လည်းရှုမရှုနိုင်သေးဘူးဆိုလို့ရှိရင်လည်း စားတယ်တိတောက်တယ်တိရက်တယ်တိအစရှိသည်ဖြင့်စားတိုင်းတောက်တိုင်းရက်တိုင်းတတိပညာနဲ့ရှုမှတ်ပေးရတယ်လုံကြီး အင်ကြီးသင်္ကန်းဝတ်တဲ့အခါရှုံတဲ့အခါမှာလေတတိပညာတဲ့ဝတ်လျင်ဝတ်တဲ့တိရှုံလျင်ရှုံတဲ့တိရှုနေရတယ်ဓမ္မတာလျင်ယောဂီပေါင်းတော်ကောင်းတို့ ဝရိယအားရကောင်းလာမယ်တတိအားရတဲ့ကောင်းလာမယ်ပௌ္စာရပတ္တဝကံမိတဲ့ကျင်ကြီးကျင်ငယ်စွန့်နဲ့အချိန်တောင်မှပဲတတိပညာရှိနေရတယ်အမှအတိရှိနေရတယ် ဓမ္မတရရင်အချိန်တိုင်းအချိန်တိုင်းနဲ့တတိပဌံဂိမ်းပြီးတော့တရက်ထက်တရက်တရက်ထက်တရက်တမာတိတိတဲ့ပို့ပြီးတော့လည်းရှာလာမယ်တမာတိမရဘဲနဲ့တဲ့ဖြစ်ပြရှုနိုင်မှုရမလွယ်ကူဘူး ဓမ္မာရိယမတန်လျင်လေတဲ့ဖြစ်ပျက်ကိုတဲ့ရှုနိုင်တယ်ဓမ္မာရိယအောင်လုပ်ပါဓမ္မာတိအာကောင်းအောင်လုပ်ပါဓမ္မာရိယဒီလေဓမ္မာရိအာကောင်းလေလေဖြစ်ပျက်ရှုတဲ့အခါမှာ ကြာရှိစွာရှုနိုင်လေလေကြာရှိစွာ ဖြစ်ပြည့်မြင်းလေလေဖြစ်တယ်ဒါကြောင့်လေမြတ်စွာဘုရားရှင်ဘုရောမြတ်ကြီးကတီလသိက္ခာတမာတိသိက္ခာပညာသိက္ခာဆိုပြီးတော့ ဒိခာ၃ရက်အကျင့်မြတ်တို့ကိုတဲ့ဟောတော်မူပါတယ်အဲ့ရင်နဲ့လည်းပဲတရားရှုမှတ်ပြီးတော့နေရတယ်ဝရိယထားပြီးတော့တတိနဲ့ရှုမှတ်နေရတယ် အိရင်နဲ့တရားရှုမှတ်လို့အိပ်ပျော်သွားရင်လည်းပဲဒါတရားသဘောလေးနဲ့အိပ်တယ်လို့ဒါပြောရတာပေါ့နောက်နိုးတဲ့အခါမှလည်းပဲနိုးမှန်တည်တာနဲ့တပြိုင်နက်တတိ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 နိုးမှန်တည်တာနဲ့တပြိုင်နက်တယ် တရားလေးရှုမှတ်ပေးရတယ်ကရင်ဘောကထရေချိုကန်သွားတဲ့အချိန်ခြေလှမ်းတိုင်းခြေလှမ်းတိုင်းနဲ့တတိကပြီးတော့သွားရတယ်ဒီလိုဝရိယထားပြီးတော့တတိနဲ့ရှုမှတ်နေလို့ရှိရင် တမာတိရလာပါလိမ့်မယ်တဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတမာတိဖြစ်ကြောင်းတရားကဘာလဲတမာတိဖြစ်ကြောင်းတရားကချက်သားတို့တတိပဲတဲ့ တမာရရဖို့ရန်အတွက်ရံပြီးတဲ့တရားကဘာတရားလဲတမာရရဖို့ရန်အတွက်တတိကိုရံပြီးတဲ့တရားကဝရိယပဲတဲ့ဝရိယပဲတဲ့ဒီနေ့ခေဒီကာလ အင်တာနက်ခေတ်ကြီးဖြစ်သည့်အတွက်ကြောင့်အမျိုးမျိုးသောအာယုံတွေကိုတွေ့မြင်နေရတယ်အထူးအားဖြင့်တိရစ္ဆာန်လောကနိုင်ရာစားကြတယ်တဲ့ဂျာရီကလည်းတမင်းတွေကိုတဲ့အဲ့ဒါ ေမမတိရှင်မမတိစာလိုက်တာပဲအာကြီးတဲ့တတ္တဝါကအာနေတဲ့တတ္တဝါတွေကိုတဲ့တတ်ပြီးတော့တဲ့စာနေကြတယ်သောတာပန်မဖြစ်သေးဘူးဆိုလို့ရှိရင်ကိုယ်လည်းပဲတရိစ္ဆာန်ဖြစ်နိုင်တယ် ကိုယ်လည်းပဲတရိစ္ဆာန်ဖြစ်နိုင်တယ်တရိစ္ဆာန်ဖြစ်တဲ့အခါမှာလည်းကိုယ်ရဲ့အင်အားကြီးတဲ့တတ္တဝါရဲ့စားတော့ဝါမြုံမှုကိုယ်ခံရမှာပဲတဲ့ဒါကြောင့်တို့တောတာပါဖြစ်အောင်ကြိုးစားမယ်တရိစ္ဆာန်ဘဝမှာလွတ်အောင်ကြိုးစားမယ် ငရဲ့ဘဝမှာလောအောင်ကြိုးစားမယ်ဒီစိတ်လေးတွေထားပြီးတော့ကြိုးကြိုးစားစားနဲ့တရားကိုရှုမှတ်ပါဆေးရစကံလာပြီးတော့ဝင်ကြတယ်အချင်းကုံငွေကုံ အညောင်းခံပြီးတော့တဲ့လာရောက်တရားအထောက်ကြရတယ်အကျိုးမရဘဲနဲ့တဲ့အချိန်ကုန်ခံအချိန်အကုန်မခံပါနဲ့အကျိုးရှိရှိနဲ့အချိန်ကုန်လာဖြစ်ဖို့ရန်အတွက် ဝရိယထားပြီးတော့တဲ့တတိနဲ့တရားကိုရှုမှတ်ပါဒီဘက်ကံပြူရင်ဟိုဘက်မှာတောင်ထုံရမယ်လောကီစီဝါရေးဘက်မှာကံပြူရင်လောကုတ္တရာတရားတွေရှားအောင်လေ調査တဲ့ပုဂ္ဂိုလ်ဖြစ်နေရမယ် ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုအောင်မြင်အောင်ကြိုးစားပါတို့တမာရီမရသေးဘူးတမာရီရပြီဆိုတာလေကိုကိုကိုအတိဆုံးရှင်းပြမမြင်သေးဘူးရှင်းပြမြင်တယ်ဆိုတာလေကိုကိုကိုအတိဆုံးပဲဒါကြောင့် ရှေပန်ရက်ဒီမှာကြိုးကြိုးစားစားနဲ့တရားအထုတ်လိုက်လို့ရှိရင်အနည်းဆုံးဒုက္ခဝေဒနာတွေကိုတော့ကိုယ်ကြော်ဖြတ်သွားလိမ့်မယ်ဒုက္ခဝေဒနာတွေကိုလည်းနိုင်သွားပါလိမ့်မယ်ဒီဒုက္ခဝေဒနာတွေတဲ့ကြော်ဖြတ်နိုင်မှသာတည်းဒုက္ခဝေဒနာနဲ့ တရားရှုမှတ်နိုင်မှာဖြစ်တယ်တဲ့ပြင်းញင်တဲ့စိတ်ပေါ်ရင်လည်းပဲမပြင်းလိုက်နဲ့အောင်ပြင်းချင်းနေစိတ်ပြင်းချင်းနေတိပြင်းချင်းနေတိပြင်းချင်းနေတိလို့သူရှုမှတ်ပေးရတယ်ပြင်းတဲ့အခါမှာလည်းပြင်းနေတိ အင်းနေတိလို့ရှုမှတ်ပေးရတယ်တရားဆိုတာကတတိနဲ့မှတ်ပြီးတော့အတိနဲ့အုပ်ပေးရတယ်တတိနဲ့မှတ်ပြီးတော့အတိနဲ့အုပ်ပေးရတယ်ကိုယ်ခန်းနဲ့ရောက်တဲ့အခါမှာလည်းပဲတတ်နိုင်တဲ့မြတ် တယောက်ထဲနေပြီးတော့တတ်နိုင်သမျှတဲ့တရားရှုမှတ်နေရတယ်ဣရိယာပုတ်ကအရေးမကြီးဘူးဣရိယာပုတ်တိုင်းဣရိယာပုတ်တိုင်းမှာတရားရှုမှတ်ဖို့ရန်ငါတဲ့အရေးကြီးတယ်တရားရှုမှတ်ဤမှတ်တာလျင်လေတရားကြိတ်တယ ဒါကြောင့်ယောဂီတို့ထံရာကနေထားတဲ့အခါမှာလေတတိလေးတရားမှတ်ပြီးတော့ထားရတယ်ထားရာကနေသွားတဲ့အခါမှာလေတတိနဲ့တရားမှတ်ပြီးတော့သွားရတယ်အချိန်တိုင်းအချိန်တိုင်းတတိထားနိုင်ရအကောင်းဆုံး တတိလွတ်သွားပြီတတိလွတ်သွားမှန်သိရင်လေတတိတတိတတိလို့တတိတံဘောဆင်အနေနဲ့တတိကိုဝေးမြူပြီးတော့အဲ့ဒီတတိနဲ့တရားမှတ်ပါတဲ့တတိနဲ့တရားမှတ်ပါတဲ့အလုံး ဝရိယထားပြီးတော့တတိပညာနဲ့တရားရှုမှတ်ကြပါယောဂီအပေါင်းသူတော်ကောင်းတို့